ကျွန်တော်အနေနဲ့လိုက်ပြီးတော့ကြည်ပြီးတော့လေ့လာထားတော့ကတော့ဒီထိတ်စီးတွက်နေရတာမဆိုးပြတိတာမဆိုးဆိုတော့ကျွန်တော်တို့ဒါနှစ်ခုပေါင်းခြင်းပေါ့နော်သူနှစ်ခုပေါင်းခြင်းဟိုဘက်ဒီဘက်နဲ့နှစ်ခုပေါင်းလာတာအဲထိတ်စီးလိုက်မဆိုးပြီးခဲ့တဲ့ဘက်ကတော့တလုံးနဲ့ရတာနော်ဒီဘက်မှာဆိုရှင်နော်ဟိုဘက်မှာဆိုရှင်ကျွန်တော်တို့ကပြီးခဲ့တဲ့ဘက်တော့၄လုံးပေါ့နော်တစ်တလုံးနဲ့ညည်တယ်နော်ဒီဘက်မှာတော့ကျွန်တော်တို့အနေနဲ့ ်မာမနော်တုံညာတင့်နေရှစ်စုံတော့ထိတ်စီကိုကျွန်တော်ရရှိထားတယ်နော်အဲဒီထိတ်စီကိုကျွန်တော်တို့အနေနဲ့ဒါဂိုင်ထိုးရမှာဖြစ်ပါတယ်ကဲဘာပဲဖြစ်ဖြစ်ပေါ့ဗျာအမင်းရှိကြီးဆိုတော့ကျွန်တော်ဒီတိုင်းလေးနဲ့ဂိုင်ပြီးတော့ထိုးကြည့်အောင်ဗျာဒါကတော့သူနောက်ပိတ်နှလုံးပေါင်းခြင်းတော့နှလုံးပေါင်းခြင်းကိုဘောက်တိမှန်လာတာကြည့်ကြည့်လိုက်နော်နောက်ပိတ်နှလုံးပေါင်းခြင်းချိန်ပေါင်းအောင်လဲတော့နော်နောက်ပိတ်နှလုံးပေါင်းခြင်း ချင်းချင်းလက်ချင်းပေါင်းနေတာဟုတ်ကဲဟုတ်ပြီဒီတစ်ပတ်နောက်နောက်ပိတ်က1 2 5 6 8ဆိုရရှိထားရနော်ကဲကျွန်တော်မေးချင်냐အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်မေးဆွေကိုကျွန်တော်နေနေပါနော်မာထိတ်စီထိတ်စီအပါနဲ့ကျွန်တော်ဒီနောက် နောက်နှလုံးပေါင်းခြင်းတွေနဲ့ကျွန်တော်ဒီပဋိဒိတ်လေးနဲ့ကျွန်တော်ပြပြပါမယ်နော်ကျွန်တော်မစ်ဆွေတို့ဒါကတော့ကျောင်းနေတဲ့နောက်ဆုံးဒါဒီတပတ်စာချုပ်ကွက်လေးပေါ့နော်အဲ့ဒါလေးပြပြပါမယ်နော်ဒါတွေလည်းကျန်နေတဲ့ဆိုကျွန်တော်မစ်ဆွေတွေကယူသုံးလို့ရပါတယ်နော်ဒါဖြစ်လို့ဆိုကျွန်တော်အနေနဲ့ဒီမှာပြပေးထားတာကကျွန်တော်ကဒါပဋိဒိတ်လိုင်းနော်ဒါပဋိဒိတ်ပဋိဒိတ်ဘယ်လိုပြထားလဲဆိုရင်ပဋိဒိတ်ကဒီမှာကျွန်တော်အနေနဲ့ယူထားတာက 646 6ပြည်980ဆိုတော့4ပြည်နော်ဟုတ်ပြီနော်6ကို6 7ပြည်ရှစ်ကို6ကြတော့ကျွန်တော်5ပြည်တ5ကြတော့3ပြည်ဒီမှာကျွန်တော်မြင်းညောင်းလေးပြပြထားရနော်6 4မကြည့်5ဆိုတော့ ငားဆိုပြီးတော့ဒီတပင်ချုံမှလာကြတာနော်ဟုတ်ပြီအဲ့ဒါဆိုရှင်ကျွန်တော်တို့က6ရက်4ရက်စတဲ့ကြတယ်ကြာပြီးတော့မှဒီမှာငားဆိုပြီးတကြနော်လက်ကြတော့ကျွန်တော်အနေနဲ့တစ်ခါကျွန်တော်ဒီမှာ1တပင်ချုံပြီးတော့တုံများဆိုပြီးတကြထားတဲ့အတွက်ကြောင့်ဒီမှာ2ဆိုပြီးတော့2တုံများ1နော်ခွာပြီးတော့သွားတာနော်တုံများကိုလည်းကောင်းမထားပါနဲ့ဒီမှာလည်း 645ဆိုတော့လင်းကိုလည်းကောင်းမထားပါနော်သူစီနံစီနီယံလိုက်မသွားဘူးနော်မသွားဘဲနဲ့လင်းကိုလည်းကောင်းမထားတယ်ဒီမှာဆိုရင်လည်း2 3စ်ဆိုပြီးတော့စီနီယံလိုက်မသွားဘဲနဲ့3ညကိုလည်းကောင်းမထားတယ်နော်ကဲအဲ့တော့ကျွန်တော်အနေနဲ့ဒီတစ်ဘက်မှာနှစ်ဆိုပြီးတော့ဗရိတ်ကိုကျွန်တော်ကင်ထားတယ်နော်ပြီးရင်ဒီမှာ၅လုံး၅လုံးကြတော့ကျွန်တော်တို့ကဒီမှာ ဆိုတော့နေပတိတပင်ကြော်မှာကျွန်တော်တို့ထားကိုခွန်ရှိဆိုတော့နေပတိရတပင်ကြော်မှာကျွန်တော်တို့ရှိကိုရှိဆိုပြီးတော့ကျွန်တော်မှာငါးပတိဟုတ်ပြီအဲ့ဒါဆိုကျွန်တော်မှာ၄ဖြစ်တာလေဒီမှာလည်းတပင်ကြော်မှာ၄ဖြစ်တာလေဒီမှာလည်း၅ဖြစ်တာလေတပင်ကြော်မှာကျွန်တော်၅၅ဆိုပြီးကြိုင်နေရနော်အဲ့တော့ နှစ်ရင်ငါးရင်ဒီပဒိနှစ်ခုကျွန်တော်ကင်နေမယ်နော်ဒါနောက်ဆုံးကျွန်တော်နေနဲ့ဒါတတိယနောက်ဆုံးနော်ဒါတဏီဖြစ်တယ်ဗါလဲဒီတစ်ပတ်စာနော်ကဲနှစ်ငါးပဒိကျွန်တော်ကင်မယ်နော်ပြီးရင်ထိစီရသုံးညာဒေဒေရှင်ထိစီနဲ့တော့မယ်နောက်ပိတ်ကကျွန်တော်တို့နောက်နှလုံးပေါင်းခြင်းပရိနဲ့တော့မယ်နော်โอเคအဲ့ဒါတို့ကြည့်ရအောင်နော် ုတ်ပြီเนาะဒါတော့ကျွန်တော်တို့နည်းနည်းဝင်သွားပြီเนาะဖုန်းဒါတော့ကျွန်တော်တို့ဒီတပတ်စာကျွန်တော်ဒါအတွဲလေးပေါ့နော်အတွဲလေးဒီဒီတပတ်စာမှာကျွန်တော်အတွဲထုတ်တာဖြစ်ပါတယ်ကျွန်မစ်ဆူရဲ့ login solution ရှင်ဝင်ကြော်ရေးရိုက်ပြီးယူထားလိုက်နော်ကဲအဲ့ဒါဆိုရင်ဒီအတွဲကူမှာကျွန်တော်ကဒီမှာထုတ်ထားတာနော်ဒါကတော့ကျွန်တော်တနစ်စာပေါ့နော်ကျွန်တော်တနစ်စာဒါ ုတ်ထုတ်ပေါ်နေပါနော်ဒါတနစ်စာထုတ်လာတဲ့ကောဒီတနစ်စာထဲမှာဒီကောင်နေမှန်ခဲ့တာမနေတော့နော်အဲ့ဒီတော့ကျွန်တော်အနေနဲ့อืมအဲ့ဒီတော့ကျွန်တော်အနေနဲ့ဒီထက်အနေတော့မှကျွန်တော်ထုတ်ထားတာဖြစ်တယ်ဒီထက်အနေတော့ကျွန်တော်ထုတ်ထားဖြစ်တယ်အကလုံး126ခွက်ရှိတယ်နော် တရားနဲ့စကြဝဠာကိုဒီဒီတစ်နှစ်စာမှာအချိန်ပေါင်းနေရတာမှမှန်တာနော်ဒါဒီကိုကျွန်တော်အနေနဲ့ဒီလရနယ်မှာကျွန်တော်ထုတ်ပြထားကြည့်တယ်ထုတ်ပြထားတော့ဘာပေါ်တရားရှိနေဆိုတော့ကျွန်တော်ပြပြီးမယ်နော်အဲဒီမှာနော် ကဲဒီမှာဒီတခွနှစ်ခွသုံးခွလေးခွငါးခွခြောက်ခွခုနှစ်ခွရှစ်ခွကိုးခွရနော်ကိုးခွစေစတိစနေစတုံစနေစံစချောက်ခွရအဲ့ဒီစချောက်ခွကိုကျွန်တော်အနေနဲ့ထေးစီလိုင်းက၄၁၄၁၃ညာ၈အဲ့ဒီထေးစီနဲ့ကျွန်တော်ဒီမှာဒီဘက်ဘေးမှာကျွန်တော်ဆွဲထားရနော်၄၁၈၄၁ ုံညဆိုပြီးတော့ကျွန်တော်ဆွဲထားတယ်။အဲ့ဒီမှာကျွန်တော်ရရှိထားတာကိုကျွန်တော်ပြပေးမယ်ဆိုလို့ရှိရင်ဒီမှာတုံညထိတ်နဲ့ပတ်သက်လာရင်တပွဲနှစ်ပွဲသုံးပွဲတိထိတ်နဲ့ပတ်သက်လာလို့ရှိရင်တကွာနော်တိထိတ်နဲ့ပတ်သက်လာရင်တကွာပဲရှိတယ်။လေးထိတ်နဲ့ပတ်သက်လာရင်တပွဲနှစ်ပွဲသုံးပွဲရှိထိတ်နဲ့ပတ်သက်လာရင်တကွာနှစ်ပွဲသုံးပွဲအဲ့ဒါသုံးပွဲ၁၀ပွဲ၁၃ပွဲပေါ့နော် အဲ့ဒီ73ဝက်ကကျွန်တော်အနေနဲ့ဒီမှာနောက်ပိတ်ကလည်းဒါနှလုံးပေါင်းခြင်းပေါ့နော်နောက်ပိတ်နဲ့လည်းဆွဲထားတဲ့အတွက်ကြောင့်ကျွန်တော်မျိုးစီကဒဲထိုးလို့ရပြီနော်ဒဲထိုးလို့ရပြီတော်တော်အာမင်ဆိုရှင်အာသရမလုံးတော့အပြန်လန်လေးဒီနောက်ပိတ်နှစ်ခုပဲအပြန်လန်လေးလုပ်ပြရအောင်နော်အပြန်လန်မလုပ်ချင်ဆိုတော့ဒဲထိုးလို့ရတယ်နော်တော်စားဒါမိတ်ဆွေတို့ကပြန်လန်လေးလုပ်မယ်ဆိုရင်တဘောတကူရှစ်ခွန်ဆိုခွန်ရှစ်ဆိုပြီးတော့နှစ်ခုပဲထိုးလို့ရမယ်နော် အာသရမလုံးဘူးနော်အဲအဲ့ဒါဆိုရှင် ကျွန်တော်ရရှိထားတဲ့ကဏ္ဍ23ခုကိုလည်းဒါနှစ်ချုပ်နေနဲ့လိုက်တော့ချပြပေးရတာဖြစ်ပါတယ်နော်။ကဲကျွန်တော်ရဲ့မစ်ဆွေညီကောင်မညာအားလုံးအဆင်ပြေကြပါတယ်နော်။